မင်္ဂလာပါခင်ဗျာကျောက်တန်းရှာနေကလေးဆိုဆိုပါတယ်ကျောက်တန်းရှာနေဟာဆိုလို့ရှိရင်မြန်မာနိုင်ငံအထက်မှာဖြစ်ပေါ်နေတဲ့တည်င်းထူးတည်င်းဦးတွေကို တင်ဆက်ပေးနေတာကြောင့်စောင်းမျှော်အပ်ပြီးနောက်ထပ်ကြဖို့အတွက်တောင်းဆိုပါရစေခင်ဗျာအာဒီနေ့တော့စစ်ကိုခေါ်လို့စစ်လာခဲ့ပြီးအရာဝတီရေဆိုတဲ့ပုံစံမျိုးဖြစ်နေပါပြီအခုကျွန်တော်တို့ရဲ့ဒီ ARD တိုင်းအစုံပေါ့ ARD တိုင်းအစုံဆိုလို့ရှိရင်ရိုးမတောင်ချေပေါ့ရခိုင်ရိုးမတောင်ချေ အဲ့ဒီဒေတာအားဖြင့်ဆိုလို့ရှိရင်ကျွန်တော်တို့အမ်ဘယ်လိုခေါ်မလဲလင်းညနာတို့ရေကြည်တို့နော်အဲ့ဒီဘက်ချင်းကွင်းကောက်တို့အဲ့ဒီဘက်ချမ်းအဲ့ဒီမြို့နယ်တွေပေါ့အဲ့ဒီမြို့နယ်တွေမှာတကယ်ဒီဘယ်လိုခေါ်မဆိုတော့တောင်ကြီးရွာတွေမှာအခုဆိုလို့ရှိရင်တိုက်ပွဲတွေကကြီးကြီးမားမားဖြစ်နေပြီတစ်ဖက်တစ်ပုံကလည်းအင်အား3000ကျော်4000တဲ့ကိုအဲ့ဒီထဲကိုစိတ်ဝင်နေတာဖြစ်တယ်စိတ်ဝင်နေတယ်လို့ရွာထဲမှာပူးဝင်ခွေဝင်နေပြီအဆိုလိုချင်တာကဒီရွာထဲကိုဝင်လို့ရအောင်လဲဒီနယ်မြေမှာရှိနေတော့ဒီရွာခန်းတွေ ငါဒီယောဂန်တွေကပဲဖိတ်ခေါ်ခဲ့တယ်သူတို့ရဲ့ရိတ်ခါကအစဆဆရရပေါ့ပြေလည်အောင်ခင်ဗျားတို့အပူပေါင်းကြံစီခဲ့တဲ့သဘုံနဲ့အဲ့လိုပူပေါင်းကြံစီခဲ့မှုကြောင့်အခုအဲ့ဒီရွာတွေဘာတွေဖြစ်နေပြီလဲဆိုလို့ရှိရင်တော့တိုက်ပွဲပြင်းပြင်းထန်ထန်ကြီးကြီးမားမားတွေဖြစ်နေပြီခင်ဗျအဲ့တော့အခုပထမဆုံးပြောရမှာကတော့အဲစစ်ပွဲတစ်ပွဲနဲ့ကျွန်တော်စပါဘောပါပေါ့ဗျာနော်ကြံတဲ့ရွာတွေလည်းအခုတိုက်ပွဲတော့ဖြစ်တယ်ဒါမဲ့လည်းကြီးကြီးမားမားကြီးတော့သူတို့တွေနဲ့ ဝင်လုံးတာတော့မရှိဘူးအခုကြီးကြီးမားမားကြီးပေါ့ဒီဝင်လုံးတာပေါ့အေအေနဲ့ကူပေါင်းဖွဲ့တွေပေါ့ချင်းတွေပါမယ်ကျွန်တော်တို့ဒေတာခံ PDF တွေပါမယ်တခြားဒေတာက PDF တွေပါမယ်သူတို့အားလုံးပူပေါင်းပြီးလာတာဆိုရင်အင်အားမရှိဘူးဆိုရင်3500 4000လောက်မှရှိတယ်အဲ့ဒီအင်အားနဲ့ကျွန်တော်တို့ရေကြီးအပိုင်းတွေကနော်အဲဘယ်လိုခေါ်မလဲကျောက်ရေကြီးအပိုင်းတွေကပဲပြောရမှာပေါ့အဲ့ဒီအဆက်မှာဆိုတော့ပန်းတော်ကြီးပေါ့နော်ပန်းတော်ကြီးရွာကိုသူတို့အရာဝင်လုံးပါလား အဲ့ဒီတော့မှအရဝင်လုံးနဲ့ပြုံးအဲ့ဒီမှာရှိနေတစ္ဆက်ထဲမှာလည်းအဲသူတို့စခန်းနေနေရာယူထားတယ်နေရာယူထားပြီးတော့အဲ့ဒီမှာကျွန်တော်တို့ရွာနဲ့ရွာမှာပေါ့နော်ရွာနဲ့မလမ်းမကမ်းမှာတက်ဆွဲထားတယ်အဲ့ဒီတက်ကိုရတိုက်တာပါအတိုက်တဲ့အခါမှာတော့တက်ကလည်းရွရွချင်းချင်းပြန်လဲပြီးတော့ခုခံပါတယ်နော်ခုခံပြီးတော့ချိန်မုံးပါတယ်ချိန်မုံးတဲ့အခါမှာလေရင်နဲ့လည်းကျဲပါတယ် drone နေနေလည်းကျဲပါတယ် point fight နေနေလည်းပြစ်ပါတယ်တိုက်ပွဲကတော်တော်ကြီးကိုပြင်းထန်နေတာပါနောက်ဆုံးပြီးတစ်ဖက်ကအင်အားရမ်းများပြီးတော့ လုံးလုံးအားကြီးလို့ပေါ့ဗျာနော်ကျွန်တော်တို့ဒီတက်ဖက်ကနေပြီးတော့အဲလက်နက်ကြီးပြစ်တဲ့လက်နက်ကြီးတက်ကခိတခဏနောက်ဆုတ်လိုက်တယ်ပေါ့နောက်ဆုတ်လိုက်ရဲဆိုတာလည်းအကြောင်းရှိတယ်ပေါ့နော်အဲဒီနေရာမှာကျွန်တော်နားလည်မှုနဲ့လွဲသွားတယ်နားလည်မှုလွဲရဲဆိုတာကျွန်တော်ကဒီလက်နက်ကြီးတက်နောက်ဆုတ်တာကိုကြည့်ပြီးတော့ကျွန်တော်ကပန်းတော်ကြီးကြာသွားပြီဆိုပြီးတော့အားလုံးကအခု online ပေါ်မှာပြောဆိုနေရရှိတယ်နော်အထုတ်တူပဲကျွန်တော်ကိုယ်တိုင်လည်း မနေ့ကသတင်းတွေအလုံးစုစည်းတဲ့ခါမှာကြာသွားပြီ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 ဆိုတဲ့ပုံစံမျိုးတွေထိကြားနေရတဲ့ခါကျမှကျွန်တော်ကိုယ်တိုင်ကမှနားလည်မှုလွဲသွားတဲ့အခြေအနေမျိုးတွေရှိတယ်ရှိတဲ့ခါမှာကျွန်တော်တို့ဆက်လက်ပြီးတော့ဆွေးနွေးသုံးသပ်ပြီးတော့အမြင်ကြီးကိုဆက်လက်လေ့လာပါတယ်လေ့လာတဲ့အခါမှာတော့အမှန်တကယ်ကပန်းတော်ကြီးကကြာသွားတာမဟုတ်ဘဲနဲ့လက်နက်ကြီးပစ်ကူမရှင်းဘူးပေါ့ဆိုလိုချင်တာ၃လေးလေးလက်နက်ကြီး၃လေးလေးကနေလက်နက်ကြီးပစ်ကူလာပေးတယ်ပေးတဲ့ခါမှာအဲအဲ့ဒီကျွန်တော်ပန်းတော်ကြီးမှာရှိနေတဲ့စေတူကြတဲ့ပုံတွေကိုထူပါတယ် အဲထိုးတဲ့အခါမှာပြစ်ကွင်းမရှင်းတဲ့အတွက်ကြောင့်မို့လို့လက်နက်ကြီးဆိုတာမျိုးကလည်းသူ့ရဲ့ဒီအကွာအဝေးကတူသေးတာ哦နော်အကွာအဝေးလိုတဲ့အတွက်ကြောင့်မို့လို့လက်နက်ကြီးတက်ကနောက်ဆုတ်လိုက်တယ်နောက်ဆုတ်တဲ့အခါကျတော့ဟာကျွန်တော်ကနောက်ဆုတ်ပြီဆိုလို့ရှိရင်ဒါရသားတာမန်ကျွန်တော်တို့အမြင်ဆိုလို့ရှိရင်တော့ဒါကျသွားပြီပေါ့ဗျာနော်အဲဒါမဲ့တော့တေချာစမ်းစစ်ကြည့်တဲ့အခါကျကျတာမဟုတ်ဘဲနဲ့လက်နက်ကြီးတက်ကခိတာနောက်ဆုတ်လိုက်တယ်နောက်ဆုတ်ပြီးတော့အဲနောက်ဆုတ်တဲ့နေရာနေလက်နက်ကြီးနဲ့ပြန်ပြစ်နေပြစ်တဲ့အခါမှာကျွန်တော်ညမိုးချုပ်ထိက လက်နက်ကြီးကြံနေတအုံးအောင်ကြားနေတာကျွန်တော်ဒေသခံကိုကျွန်တော်ဆက်လက်မင်းများပါလားမင်းများတဲ့ခါမှာဟာကိုရဲ့ဒီချိန်ဒီချိန်ဒီလိုမျိုးပေါ့လက်နက်ကြီးပြစ်တန်နေကြားနေရတယ်တဲ့အာလီနေနဲ့ပြစ်နေတယ်တတော်ကြမ်းနေပါတယ်ပန်တော်ကြီးမှာလေအဲ့တော့ကြသွားပြီလို့ကျွန်တော်တို့ကလည်းအထင်ခဲ့တာဗျအမှန်တကယ်ကတော့မကြပဲနဲ့နောက်ဆုံးပိတ်တော့ရွှေပါရွှေပါပါပဲပေါ့ဗျာနော်အဲ့ဒီစေသွေးကြတဲ့ပုံနေ AA နဲ့ဒီ PDF ချင်းအားလုံးသောပူပေါင်းတဲ့ပုံနေဟာဆိုလို့ရှိရင်တော့ အဲကြာဆုံးများစွာနဲ့အင်အားတရာကျော်လောက်သူတို့ကြာဆုံးသွားပါလားစစ်တပ်ကလုံးဝကြာဆုံးမရှိဘူးလို့ဒီအောင်ကြားသိရပါတယ်နော်အဲ့တော့လုံးဝနောက်ဆုတ်သွားရပါပြီဘယ်ကိုဒီကြောင့်နောက်ဆုတ်သွားလဲဆိုလို့ရှိရင်ကျွန်တော်တို့စံကလေးရွာကိုနောက်ဆုတ်သွားတယ်လို့ပြောလို့ရပါတယ်စံကလေးဆိုတာကကျွန်တော်ရိုးမတောင်ချီရွာတွေပါပဲအဲသူတို့ပြန်ဆုတ်တဲ့အခါမှာယူနံမဆုတ်ပါဘူးသူတို့ဆုတ်တဲ့အခါမှာအဲသူတို့ရဲ့ဒီဖုန်ကြီးတစ်ပါးရယ်ဆီယာမတစ်ယောက်ရယ်ကြံတဲ့ရွာသားနော်အလုံးပေါင်း ဆိုလို့ရှိရင်9ယောက်ကိုဖမ်းဆီးခေါ်ဆောင်သွားပါတယ်ပေါ့နော်အဲဒီမတိုင်ငယ်မှာဖမ်းဆီးတာ6ယောက်ရှိသေးတယ်အဲ့ဒီ6ယောက်ကတော့ဒီလက်နက်ကြီးနဲ့ပြစ်တဲ့အခါမှာเนาะကျွန်တော်တို့3ယောက်ပြန်လွတ်လာတယ်လို့ကြားသိရတယ်အဲ့တော့အဲအားလုံးအခု online ပေါ်မှာ ပြောနေကြသလိုเนาะအမှန်တကယ်ကတော့မြေပြင်မှာပန်းတော်ကြီးတွေမကြဘဲနဲ့တပုံတွေလုံးဝနောက်ဆုတ်သွားရပါပြီအဲ့တော့ဆိုလိုချင်တာကတော့အဲ့ဒီ တပုံကအခုပန်းတော်ကြီးရရင်နောက်ဆုတ်သွားပြီဆိုတော့သူ့ရဲ့အမာခံရွာလေးဖြစ်တယ်အခုအေအေကအဲ့နေရာကသူတို့နေမြေအေအေနဲ့ဒီစစ်သွေးရတပုံပေါ့ PDF ဒီအလောင်းသူတို့နေမြေလို့ဖြစ်နေပြီအဲ့ဒီရိုးမရိုးမတောင်ချီကဒီရွာလေးတွေပေါ့အဲ့ဒီရွာလေးဆိုလို့ရှိရင်ဘာရွာလေးခေါ်မလဲဆိုတော့ဆက်ဆက်ယူတို့နော်စံကလေးတို့နော်အနောက်ထပ်အဲဘယ်လိုခေါ်မလဲအများကြီးပါပဲနော်အဲ့ဒီရွာတွေမှာအဲသူတို့သူတို့ရဲ့ပြန်ပြီးတော့ဝင်သွားကြယူပေါ့ဗျာနော်အဲ့တော့အဲ့ဒီရွာတွေကကျွန်တော်ဆက်လက်ပြီးတော့စုံစမ်းကြည့်တဲ့အခါမှာ ရွာလေးကိုတိုင်ကနေပူပေါင်းတာဖြစ်တယ်ရွာလေးကိုတိုင်ကနေပြီးတော့လာပါလာပါအေးအေးဆိုပြီးတော့နော်စေတုရတပုံတို့ရက်တက်ခတ်ပြီးခေါ်တာဖြစ်တယ်ရွာလေးကိုတိုင်ကနီနီတောက်နီနီပိနီပိရွာလေးဖြစ်နေတယ်နော်အဘလောက်တည်းဆိုလို့ရှိရင်အဲ့ဒီမှာအဲအေးအေးတပုံအတွက်ပေါ့နော်ဒီရိတ်ခါနော်ဒီစေတုရတပုံတွေအားလုံးအတွက်ရိတ်ခါရှာပေးရတဲ့သူကလည်းအဲမပြောချင်မနဲ့ပြောအောင်မယ်ဗျာနော်အဲ့ဒီကတော့နော်ကုန်းပြင်အုတ်ချုပ်ရည်မှုကိုတိုင်ပါဝင်နေတယ်တဲ့နော်အဲ့ဒါကလည်း ဟိုဘယ်လိုခေါ်မလဲဆိုတော့ကြားသိနေရတယ်ပေါ့ဒါတွေကစစ်စေးမင်းများမို့လိုအပ်တယ်လို့တော့သုံးသပ်တယ်အဲနောက်ထပ်ဘယ်သူတွေအထိပါဝင်နေလဲဆိုရင်အဲ့ဒီမှာเนาะဒေသခံကဇော်မင်းဇော်မင်းဆိုတာလဲသူကဘယ်လိုခေါ်လဲအဲ NLD ရဲ့ဒေတာလွတ်တော်ကိုယ်စားလှယ်လို့ပြောလို့ရတယ်အခုလောဆယ်တော့ခုန်နေပြီသူကိုယ်တိုင်ကဒီဒေတာရဲ့လွတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့တယ်เนาะဒီဒေတာရဲ့လွတ်တော်ကိုယ်စားလှယ်ဖြစ်ပြီးဒီဒေတာကိုပဲပြန်ပြီးတော့ဒုက္ခပေးနေတယ်အဲ့တော့ ခင်ဗျားတို့ဒီ NLD အနီများဟာလေနော်ဒီရွာတွေဒီမြို့တွေပြောင်းလုံနေခင်ဗျားတို့ပဲအဲ့တော့ဒီရွာတွေဒီမြို့တွေကိုစစ်ခေါ်ခဲ့တယ်စစ်ခေါ်ခဲ့တော့စစ်လာတယ်စစ်လာတော့အခုဘာတွေဖြစ်ကုန်ပြီလဲအခုပန်းတော်ကြီးပဲစုပ်ပြတ်သက်သွားပြီကျန်တဲ့ဆက်ဆက်ယူတို့ဟလာအဲ့ဒီနောက်ပိုင်းကစံကလေးတို့အဲ့ဒီရွာတွေအားလုံးဟာလေစဉ်းစားလာကြည့်ပေါ့ဗျာနော်မကြ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 လေးနဲ့ကျဲနေပါလေကွင်းကောက်မှာရှိနေတဲ့တက္ကကငါပေါ့တက္ကကငါဆိုလို့ရှိတယ်ပေါ့နော်အဲ့ဒီမှာရှိနေတဲ့ဒီတက္ကကငါတမ်းမြင့်တင်တဲ့အကြောင်းဟာဆိုလို့ရှိရင်လေ တပုံကလည်းအမြဲချောင်းနေတဲ့အတွက်ကြောင့်အဲ့ဒီမှာရှိနေတဲ့ဒေသခံတော်မှာပဲကျွန်တော်တို့စစ်ပေးရှောင်းနေတာရှိတယ်နော်တော်ပါတော့လည်းပဲအဲစစ်ပေးရှောင်းတွေအားလုံးကတော့စိုးရိမ်လို့ရှောင်းတာဖြစ်ပါလိမ့်မယ်အခုချိန်ကြီးကကွင်းကောက်မှာတော့အဲရန်သူတပုံနေနော်စိတ်ဝင်နေတာရှိတယ်အဲ့ဒီကွင်းကောက်တစ်ခုထဲမှာနေပဲကျွန်တော်တို့ရခိုင်ပြည်နယ်ကနေပြီးတော့ရခိုင်ပြည်နယ်သားတွေပေါ့ဝင်လာကြတယ်စစ်ပေးရှောင်းကြတယ်အဲ့ဒီစစ်ပေးရှောင်းတွေထဲမှာလည်းမနေ့ကပေါ့နော်ကျွန်တော်ပြောသလို ယူသားတဲ့သူတွေပါတယ်လို့စေတူကြတပုံတွေရဲ့နော်ဟိုဘယ်လိုခေါမလဲပျောက်ကြားစစ်ထောက်တော်တွေလည်းပါမယ်လို့တော့ကျွန်တော်တို့သုံးသပ်တယ်အဲ့တော့တေချာကိုဂရုတစိုက်နဲ့စောင့်ကြည့်ရမယ်လို့တော့ကျွန်တော်သတိပေးပြရစီပေါ့ဗျာနော်အဲ့တော့အဲကွင်းကောက်အချိန်နေအဲသတိထားမှာဖြစ်တယ်လို့ဆောနာကပန်တော်ကြီးကတော့တပုံတွေနောက်ဆုတ်သွားပြီသူတို့နောက်ဆုတ်သွားတဲ့အချိန်မှာသူတို့ရဲ့ဒီဘောခမဆိုလို့ရှိရင်ကြာဆုံးများစွာနောက်ဆုတ်သွားတယ်ဖန်းခေါ်သွားတဲ့၅ယောက်ပါသွားတယ်သူတို့ဖန်းအရင်ကဖန်းထားတော့ ကျွန်တော်တို့လက်ပြန်ကျွတ်တုတ်ပြီးဖမ်းလာတဲ့6ယောက်က3ယောက်ပြန်လွတ်လာတယ်။အဲဒါတွေကိုတော့ကျွန်တော်အထူးကထားပြီးတော့အသိပေးခြင်းနဲ့အဲ့တော့ပန်းတော်ကြီးကြပြီဆိုပြီးတော့အခုလိုမျိုးပြောဆိုနေရတဲ့အားလုံးပေါ့နော်။ဒါကျွန်တော်ဒီကာကနာနာသိခဲ့ရပါပြီ။ပန်းတော်ကြီးလုံးဝလုံးဝမကြပါဘူးနော်။မကြတဲ့အချိန်ကိုအေးနောက်ဆုတ်သွားရပါလဲ။အဲ့တော့ဒေတာကိုအဲ့ဒီဒေတာဒီကျွန်တော်တို့ပန်းတော်ကြီးဒီရေကြီးပေါ့ရေကြီးဘက်ခြမ်းပေါ့နော်။ဟိုဘယ်လိုခေါ်မလဲ။လေးမျက်နှာလေးမျက်နှာပေါ့လေးမျက်နှာ ပန်းတော်ကြီးကလေးမျက်နှာမှာရှိတာပေါ့နော်လေးမျက်နှာရဲ့မြို့နယ်ဖြစ်တယ်။အဲ့ဒီတော့ကြောင့်မို့လို့အဲ့ဒီဘတ်ချန်းကစာရဖားတွေရဲ့အလုတ်လုတ်ပုံနော်တက်ရဲ့အလုတ်လုတ်ပုံပြီးရောလို့ရှိရင်ကျွန်တော်တို့ဒီရဲရဲ့အလုတ်လုတ်ပုံတွေအားလုံးဟာလေအားရစရာမရှိဘဲနဲ့လူပြောစရာတွေဖြစ်နေပါတယ်။အဲ့တော့ရဲကလည်းအဲ့ဒီမှာပေါ့ဗျာနော် AA ကို AAC ကိုဒိခါမရောက်သွားဖို့အတွက်ကိုအလုတ်လုတ်တဲ့နေရာမှာဘယ်အချိန်တွေမှာပိတ်တယ်ဂိတ်ပိတ်တယ်ဆိုလို့ရှိရင်၈နာရီလောက်မှသူတို့အလုတ်လုတ်တယ်တဲ့အဲ့ဒီမတိုင်ခင်မှာ ခါတဲ့ရိတ်ခါထောက်ပံ့တဲ့သူတွေကအာရွာတွေကနေရိတ်ခါထောက်ပံ့နေမှုတွေကရောက်သွားကြတယ်ရဲတွေကရှင်းနိုင်လားပေါ့သူတို့ကထားပြီးတော့ပိတ်တယ်သူတို့မပိတ်ခင်တည်းကရိတ်ခါပို့တဲ့သူတွေထောက်ပို့တွေကရောက်သွားပြီအဲ့ဒါရဲတွေကအားနေကြအဲ့တော့အဲ့လိုသွားတာတွေကိုဘသူတွေကမြင်တယ်လဲဆိုလို့ရှိရင်အဲဘယ်ကောင်လဲဆိုတော့ရွာဆိုတော့ဗျာနော်ဟိုအတော်ရွာနီး60သူတွေအကုန်လုံးကမြင်တယ်မြင်တဲ့ခါမှာသူတို့ကလည်းသတင်းမပို့ဘူးလားဆိုတော့ပို့တယ်သတင်းပို့တဲ့ခါမှာစာရဖောက်ပို့စာရဖောက်တွေကလည်းပါလဲဆိုလို့ရှိရင် တို့ကသတင်းပို့လို့ရှိရင်ဘယ်သူကပို့လာလဲဆိုပြီးတော့လူဘာခေါ်ပြီးတော့နော်လူဘာခေါ်တယ်ဆိုတဲ့ခါကျတော့သတင်းပို့ဘက်သူကမပို့ရဲတော့ဒါဆာယဖနော်ဆာယဖကလည်းအချိုးမပြေနော်အဲနောက်တစ်ခုရဲကလည်းအချိုးမပြေအဲနောက်တစ်ခက်တက်ဘယ်လိုခေါ်မလဲဆိုတော့ဒေသခံဒီကျွန်တော်တို့လူကြီးတွေပေါ့နော်တော်တော်များများကလည်းဒီထောက်ပို့လုပ်မှုတွေမှာပူးပေါင်းဆောင်ရွက်နေတာလေဖျဲသီးတွေနောက်တစ်ခုကနီပိန်းတွေကျွန်တော်တို့ဒီစစ်ကိုခေါ်နေတော်သူတွေများနေတယ်နော် အဲ့ဒါကဒါပဲလို့ဆိုတော့မဟုတ်သေးဘူးကျွန်တော်တက်ကိုအခြေအနေကိုကြည့်လိုက်တဲ့ခါကျတော့လဲတက်ကလည်းဟိုဘယ်လိုပါမလဲဆိုတော့စူပေါင်းဆက်ပေါင်းလောက်လာတာဟိုစူပေါင်းဆက်ပေါင်းဆိုတာမြတ်မိမိတက်ကြီးပဲလာတာမဟုတ်ဘူးပါစာတွေလာတယ်ဟဲ့လားပါစာဆိုတာပြည်သူစစ်ပူနန်းလေးတွေပါတယ်တချို့ကလေယုံတက်တွေကပါမယ်ဟုတ်ကဲဒါတက်တက်ရင်းတွေကပါမယ်ဒီလိုတွေအားလုံးပူပေါင်းပြီးဆောင်ရွက်တဲ့ခါကျတော့စူစည်းညီညွတ်မှုပိုင်းမှာအားနည်းမှုတွေတော့တွေ့နေရတယ်အောက်ခြေကိုလည်းအထက်ကစူး ဟိုငောင်ငမ်းမှုတွေရှိတယ်လို့အောက်ခြေနဲ့အထက်မကျင်းတတ်မှုတွေရှိတယ်ဆိုတော့ကျွန်တော်ကြားသိနေရတယ်ဒါတွေကလည်းပြင်ဆင်နေကြတယ်အဲ့တော့ဒါကဟိုကြားသိနေရတဲ့အခြေအနေပေါ့နော်အဲတော့ပါတော့လည်းပဲအခုလက်ရှိဖြစ်နေတဲ့တက်နဲ့ကရင်ပြည်နယ်ကတက်တော့ကရင်ပြည်နယ်တက်ဆိုလို့ရှိရင်ဒါကပူပေါင်းဆောင်ရွက်မှုအာကပါစာတွေလည်းအလုပ်လုပ်တယ်အဲဘယ်ကောင်းမဆိုတော့တကယ်တက်ရင်တက်မှတွေလည်းအလုပ်လုပ်တယ်တကယ်ရာရှိရာရှိတွေကလည်းအောက်ခြေနဲ့ဆက်ဆံတဲ့အခါမှာပြင်းပြင်းငငရေရေလေးလေးရှိတဲ့အခါကျတော့အားလုံးကအဆင်ပြေတယ်ဟုတ်လားတပုံကိုရွတ်ချင်ချင်ခုခံမှုမှာအားကောင်းတယ် ဗမော်လည်းဒီလိုပဲဗမော်ကအထက်ကစာဟုတ်အောက်ခြေကြီးကမိသားစုစိတ်တက်မှတကယ်မိသားစုစိတ်တက်ဆိုတဲ့ခါကြတော့ဗမော်လည်းဒီလိုမျိုးပဲအားကောင်းတယ်နော်ဟိုဒါမှမဟုတ် ARV အခြေအနေကတော့စူပေါင်းဆက်ပေါင်းနဲ့အထက်နဲ့အောက်နဲ့ကြားထဲမှာနည်းနည်းလေးလေးကရောက်ကစားလေးတွေရှိနိုင်တယ်နော်အဲ့လိုမျိုးတွေကြားသိနေရတာပေါ့ကျွန်တော်ဒါမှမဟုတ်အတီးပြလို့တော့မရဘူးဒါလေးတွေတော့စင်ကျင်စင်ကျင်တယ်အဲ့တော့အဓိကတက်ရဲ့ပြဿနာကဘာလဲဆိုတဲ့ခါကြတော့အခုအခုလိုမျိုးပဲပန်းတော်ကြီးကိုဝင်လာတယ်အင်အား3000ကျော်လောက်နဲ့ဝင်လာတယ်ဝင်လာပြီးတော့ အဲဘယ်လိုခေါ်မလဲဆိုတော့တက်ကရူးရှင်ကြောင့်တိုက်ထုတ်လိုက်တယ်။ကောကောင်နေနောက်ကြာဆုံးများစွာနဲ့ပြန်ဆုတ်သွားတယ်။သို့ပါသောစစ်တက်ကနောက်ကလိုက်ရှင်းလာဆိုတော့လုံးဝမရှင်းပါဘူး။ကျုံအမြဲပြောနေတယ်လို့ပြောနော်။ငါပွက်ရငစားချသောငါပွက်ရငစားချသော view ဟာနဲ့တိုက်နေတဲ့ပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့လုံးဝလုံးဝလိုက်မရှင်းတာတွေကိုတွေ့ရတယ်။အဲ့တော့ဘာ view ဟာလဲတော့ကျွန်တော်မသိဘူး။သို့ပါသောလဲစစ်တက်ကစစ်သားတွေပဲနားလဲလိမ့်မယ်။ကျွန်တော်တို့တာမန်ရက်သားတယောက်နေတော့ဒါကိုနိုင်ချင်လို့နားလဲဖို့တော့မလွယ်ဘူး။ဒါပေမဲ့မကြိုက်ဘူးပေါ့ဗျာ။ဆိုလိုချင်တာကတော့ ဆိုလိုချင်တာကတော့တပုံကိုဥအောင်နှိမ်နေတာတင်တယ်။ရွာနာကတ်ခရရနှိမ်နေတာတင်တယ်။အခုတော့ရွာကိုတဲကြီးမဲကြီးလာတိုက်မှာကိုက အကြီးတွေရောအသေးတွေရောစုံနေအောင်ပြန်စော်တဲ့ခါကျတော့ဘသူတွေနာလဲဆိုလိုချင်တပုံလည်းနာပါတယ်။ကိုစစ်တီလည်းမနာဘူးလားကိုစစ်တီလည်းနာတယ်။ရွာသားနဲ့ပြည်သူကတော့နော်ပိုးစုပတ်ဆက်ဖို့ဗျာနော်ကြောကော့နေအောင်နာတာပေါ့။အဲ့တော့အဲ့တော့ဒီဗျူဟာက เนาะခင်ဗျားတို့အဲ့ဒီစစ်ကိုခေါ်ရေးစစ်လာတော့เนาะစစ်ကိုတမင်ကကြောကြိုးစုံနေရတဲ့သူကြောကောဖို့အတွက်များတမင်တကာများလှုပ်ထလားဆိုတော့ကျွန်တော်တို့အနေနဲ့တော့အဲတုံးတက်ရတော်တော်ခတ်ပါတယ်เนาะတော်တော်ခတ်ခဲပါတယ်အဲ့တော့ခင်ဗျားတို့လည်းစစ်ကိုမကြုံနဲ့เนาะစစ်ကိုခင်ဗျားတို့ခေါ်တဲ့စစ်လာတဲ့အခုတော့ခင်ဗျားတို့ဒီပန်းတော်ကြီးကဘာဖြစ်သွားပြီလဲအဲ့တော့ပန်းတော်ကြီးကနောက်ဆုတ်သွားပြီအဲဒီလိုအခြေအနေမျိုးတော့ရှိတယ်ပေါ့ဗျာနော်အဲဒီကြားထဲမှာတပုံတကတပုံထဲမှာကျွန်တော်ပြောတယ်နော်အေးအေးဟာအ ဒီအကောက်ချစ်ဆုံးနဲ့နော်ရက်ဆက်အရင်ဆိုင်ဆုံးဆိုတော့ကျွန်တော်ဘာကြောက်ပြောလဲဆိုရှင်ခင်ဗျာ online မှာ video ကြီးလိုက်နော်ခါလဲဟိုမှာကြောက်တော်မှာဖြစ်တဲ့ကိစ္စဆိုလို့ရှင်ရောက်900ကျော်နော်သူတို့တက်ပြလိုက်တာနော်နောက်တစ်ခုကစစ်တပုံကကိုယ့်ရဲ့ပြည်သူစစ်တီတွေကိုမိလို့ရှင်အရှင်လက်လက်ဘာလုပ်တာခင်ဗျာတွေ့ရနော်ကျွန်တော်ဒီကနေပြီးတော့ပြောလို့မကောင်းတဲ့အရာတွေဖြစ်တယ်အေးနောက်ထပ်ကျွန်တော်တို့ဘာဆက်ပြောရမလဲဆိုလို့ရှင်အခုထပ်ပြီးရုပ်မာတာဘာလဲဆိုတဲ့ခါကျတော့နခခငါ အဲနာခခခငါးနဲ့ပတ်သက်ပြီးတော့ကျွန်တော်လာလာပြီးတော့အဲမေးမြန်းမှုလေးတွေရှိတယ်ဗောနော်နာခခငါးနဲ့ငါးနဲ့ပတ်သက်ပြီးတော့မစုံစမ်းတော့ဘူးလားနာခခငါးရဲ့ဒီစစ်တုံးမန်းတွေကိုဘယ်လိုလုပ်မလဲဗောနော်ဘယ်လိုမျိုးစီစဉ်နေရှိသလဲဗောဒါလေးနဲ့ပတ်သက်ပြီးမေးမြန်းတာရှိတယ်ကျွန်တော်ကိုယ်တိုင်ကလည်းအဲတုံးတက်လို့ပဲရတယ်ကျွန်တော်ကိုယ်တိုင်ကလည်းဒီကိစ္စတွေမှာမိတ်ပေးနိုင်တဲ့သူလည်းမဟုတ်တလို့ကျွန်တော်တို့တရားလေးတွေကိုပြောပြတယ်ခင်ဗျားတို့ပြောချင်တာလေးတွေကိုကျွန်တော်အနေနဲ့ဒါတုံးတက်ပြီးတော့ပြန်လည်ပြီးပြောဆိုပြောပြနေတဲ့စီရင်နိုင်ငံရေးတုံးတက်သူတယောက်ပါခင်ဗျာနော်အဲ့တော့ ဆိုလိုချင်တာကအဲ့ဒီနောက်ခါကငါတို့เนาะဒီနေဆက်စခန်းနေပေါ့နေဆက်ဒီကျွန်တော်နေချားဆောင်စခန်းနေကြတဲ့အချိန်မှာနေချားဆောင်စစ်တုံးမန်းနေအဖြစ်နဲ့ပါသွားကြတယ်ပါသွားတဲ့ခါမှာသူတို့ရဲ့ဖုံးနေသူတည်သွားတဲ့သူတွေရဲ့ဖုံးနေပေါ့ဗျာဒီဖုံးနေကိုဘယ်သူရဲ့ကင်နေဆိုတော့အခုအေအေတွေရဲ့ကင်နေတယ်အဖုံးရချင်းကင်တော့ဗျာเนาะအဲ့သူတို့ဖုံးနေကင်တဲ့ခါကျတော့သူတို့တွေရဲ့မိန်းမတွေမိသားစုဝင်တွေကိုအဲ့ဒီဖုံးနေကိုလှမ်းဆက်တယ်ဒီကမိသားစုဝင်တွေကเนาะ မိသားစုတွေလှမ်းဆက်တဲ့ခါကျတော့အဲသူတို့ကအေအေတွေကဘာလုပ်လဲဆိုလို့ရှိရင်ပိုက်ဆံငွေညှစ်တာတွေချင်းချောက်တာတွေနော်အဲ့တော့အေအေကအယုံညံ့ဆုံးဆိုတာကျွန်တော်ပြောနေတာနော်တကားမဟုတ်ဘူးအဲ့တော့သူတို့စီကစစ်တုံးမှန်းနေလှုပ်ပေးပါလေလှုပ်ပေးပါလေအော်နေတာဘာထောက်ထားမှလည်းမရှိပါဘူးနော်အဲ့ဒါကအခုဆိုဘယ်လောက်ထိဆိုးလာဆိုဖြစ်ရလေတခုကျွန်တော်ထပ်တွေ့လာရတယ်ဘယ်လောက်ထိထပ်တွေ့လာရလဲဆိုလို့ရှိရင်ကောင်မလေးတယောက်ကအဲသူ့ရဲ့အမျိုးသားကလေကြားစား ရဲတရားပေါ့ဗျာနော်အဲ့တော့သူ့ရဲ့ဖုံးမှာအခုလောလောဆယ်အေးအေးသူ့ယောက်ျားရဲ့ဖုံးပေါ့ဖုံးကိုအေး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 တယောက်ကကင်တာအေးတယောက်ကကင်တာကင်ထားပြီးတော့ကောင်မလေးကိုကောင်မလေးနဲ့ခုစာရေးတယ်ရေးတဲ့ခါမှာဘလို့ပြောလဲဆိုတော့မင်းယောက်ျားရဲ့ကိုပိုင်နံပါတ်ပေးတယ်အော်ပေးလိုက်တယ်အပေးလိုက်တဲ့ခါမှာမင်းယောက်ျားရှိတယ်တဲ့ဟုတ်ပြီရှိတယ်အရှိပြီဆိုရှင်နဲ့ဒါဆိုရှင်ပေးတော့ပေးရမယ်ဒါပေမဲ့သူ့ကိုလှုပ်ဖို့အတွက်ကိုတဲ့ပတ်စံ300တောင်း အေးကတောင်းတော့နော်သိန်းတရာတောင်းတဲ့ပြုံသိန်းတရာနဲ့ကျင်းတတ်ပြီလားဆိုတော့သိန်းတရာနဲ့မကျင်းတတ်သေးဘူးကောင်မလေးကိုပါသူ့ကိုနော်ဟိုလိုဆိုမဲ့သူ့ကိုကာမဆက်ဆံမှုပေးရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒီအေးအေးတက်ဖွဲ့ဝင်ကတောင်းဆိုတယ်တောင်းဆိုတော့ဟုတ်ပြီတောင်းဆိုတဲ့ခါမှာဘယ်လိုလာမလဲဆိုတဲ့ခါကျတော့အေယာဝီနဲ့ဒီကျွန်တော်တို့ရခိုင်အစက်ဂွားမျိုးကိုလာခဲ့ပါတယ်ဂွားမျိုးကိုလာခဲ့ပြီးတော့သူနဲ့သူနဲ့သူ့ကိုကာမဆက်ဆံဆက်ဆံရမယ်အပြီးတော့လို့ရှိရင်တော့သူ့ကိုပတ်စံ300ပေးရမယ်ပြီးရင်ကောင်လေးကိုလှုပ်ပေးမယ် အခုလုံးလုံးစက်ခု AA ကအခင်ဗျားတို့သိပါတယ်နော်ဟိုဒီနှစ်တကူခါသမယမှာသူတို့နေနဲ့စစ်တုံးမှဘလောက်လွတ်ပြီးဘလောက်လွတ်ပြီးပြီးသားဆိုတော့ဒီလိုမျိုးဘလောက်ထိငွေကြေးတွေကိုလေဒီကျွန်တော်တို့မိသားစုကိုလွတ်ပေးနေအောင်မိသားစုဝင်နေစီကဘလောက်ထိငွေညှစ်ထားပြီလဲဆိုတော့ခင်ဗျားတို့သိတင်တယ် AA ကဘလောက်ထိယုံညံ့တဲ့အဖွဲ့အစည်းဆိုတော့ကျွန်တော်ပြောနေရနော်အဲ့တော့ကောင်မလေးကဟုတ်ပြီအဲရှင်ပြောတဲ့ကိစ္စတော့ကျွန်မကျွန်မဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ကျွန်မအမျိုးသားအတွက်ပေါ့နော်ဟို ကျွန်မဘယ်တော့မှတစ္ဆာဖောက်မှာမဟုတ်ဘူးဖြစ်လားဖြစ်လားနိုင်မှာမဟုတ်ဘူးဆိုတော့ကောင်မလေးကယတိပြက်ညင်းပြီးတော့ဟုတ်ပြီသူ့ယောက်ျားနဲ့တွေ့ချင်ပါသူမင်းသူ့ယောက်ျားနဲ့လည်းပေးမတွေ့နိုင်ဘူးတဲ့အပေးမတွေ့နိုင်ဘူးဟုတ်ပြီပေးမတွေ့နိုင်ဘူးအပေးမတွေ့နိုင်ဘူးရောက်ရင်တွေ့မှာပဲတဲ့ကွာမျိုးလာခဲ့ပါတဲ့ဟောအဲ့တော့ရခိုင်တွေကနော်ရခိုင်ဒီသဘုံအေအေတွေကတလောက်ထိရုပ်ပဲ့နေတာဆိုတော့သိစေချင်တာအဲ့ဒီမျိုးတွေဖြစ်နေတယ်အခုသူတို့လှုပ်ပေးလိုက်တယ်ဆိုတဲ့သူတွေအဲ့တော့ အဲကျွန်တော်တခါလေးပြောလိုက်ပါမယ်ကျွန်တော်စီမှာလာပြီးတော့မေးမြန်းနေတဲ့ဒီနခခငားမှာစစ်တုံးမှန်းဖြစ်နေပါသွားသူတွေရောကြာဆုံးသူတွေရောဒီရဲ့မိသားစုဝင်တွေကျွန်တော်ပြောခြင်းနဲ့အေအေကထိုကဲ့သို့ဆက်သွယ်လာလို့ရှိရင်တတိထားပါပိုက်ဆံညှစ်ပါတယ်ပြီးရင်မိန်းကလေးချောချောဆိုလို့ရှိရင်ကာမရယူဖို့ကြိုးစားပါတယ်နော်ခင်ဗျားတို့အယုံလဲပြီးတော့မတော်လိုက်ပါနဲ့နော်မိမိအကယ်၍မိမိရဲ့ဒီဘယ်လိုခေါ်မလဲဆိုတော့ မိမိရဲ့လင်းအောင်ကြာနော်စစ်တုံမန်းကရှိနေဆိုရင်သူတို့နဲ့စကားပြောလို့ရအောင်ကြိုးစားပါအဲ့လိုမှသာလေငွေကိုလွှဲပါအခုလောဆယ်ငွေလိမ်မှုတွေကာမညာယူမှုတွေနော်မရင်းချင်းမှုတွေအထိဒါတွေကကျွန်တော်တွတ်ချက်လို့ရသွားပြီနော်အခုအများကြီးအများကြီးတော့သူတို့ဖမ်းဆီးထားတဲ့သူတွေရဲ့မိသားစုဝင်တွေဘလောက်ထိငွေညစ်ခံနေရပြီလဲဘလောက်ထိဒါမျိုးဖြစ်ရတယ်ရှိနေပြီဆိုတော့တော့အဲကျွန်တော်တို့ဖျားသခင်ပဲတည်တော်မလို့ပြောရမှာပါဗျာနော်ဟုတ်ပြီအဲ့ဒါလေးအဓိကအဲဒါနာခခငါဒီ နောက်ခါခါငါရောဒီနေချားဆောင်ဒီရဲ့စစ်တုံးမန်းနေရဲ့နော်ဟိုမိသားစုဝင်တွေရောအားလုံးကိုသိစေချင်တယ်ဒါမျိုးယုံမှမှုရှိတယ်ယုံမလွယ်ကြပါနဲ့လို့ကျွန်တော်ပြောချင်တယ်ဟုတ်ပြီနောက်ဆုံးအနေနဲ့ကြောင့်ညောင်ကျိုးသတင်းလေးနဲ့ပြေးပါမယ်ညောင်ကျိုးကတော့ဒီနေ့နောက်ဆုံးရရှိတဲ့သတင်းအရာဆိုလို့ရှိရင်အဲရလက်ကောင်းပါတယ်ချင်းကုန်းနားမှာရှိတဲ့နော်တို့ကဒီစစ်ချင်းကုန်းဆိုအရင်ကစစ်တပ်ပိုင်းကာကင်းစခန်းကိုနော်ကာကင်းစခန်းဖြစ်တယ်ချင်းကုန်းဖျားကုန်းရဲကုန်းအဲစသဖြင့်ဒါပတ်ပတ်လည်မကောက်ွယ်ထားတဲ့စခန်းတွေဖြစ်တယ်အဲ့တော့ ချင်းကုန်းနားမှာရှိနေတဲ့ဒီ AA AA drone တခုကိုပြစ်ချနိုင်ခဲ့တယ်နော် AA အဖွဲ့ပေါ့ AA drone team သူက drone team ရှိရယ်ရှော့တ်လို့မရအောင် AA ကလည်းသူတို့ခုဘာ drone နဲ့တောင်းနေဆိုလို့ရှိရင် kamikaze drone ဆိုတဲ့အသေခံ drone တွေကိုအသုံးပြုနေတယ်ဒီနေ့မှာစစ်တပ်ကเนาะအဲတပ်ဖွဲ့ဝင်တွေကအဲ့ဒီ drone ကို စ်ချနိုင်ခဲ့ပါတယ်တမရဘက drone တွေ drone ထင်းကလည်းအလုံးလုံးတော်တော်ကောင်းပါတယ်အဲ့တော့ဒီနေ့ချိန်ထိတော့စစ်ကတော့သူမတိုးကိုမတိုးအခြေအနေပဲရှိပါသေးတယ်နောက်ထပ်ဆက်လက်ပြီးတော့ကျွန်တော်တို့စစ်ရေးနိုင်ငံရေးတွေကိုဆက်လက်ပြီးတော့သုံးသပ်ပြီးတော့ပြောဆိုသွားပါမယ်ခင်ဗျာနော်အဲ့တော့ညောင်ကျိုးအခြေအနေကတော့လက်ရှိအချိန်ထိကတော့အေးနေသေးပါပဲ drone နဲ့သူချောင်းကိုချောင်းသူပြစ်ကိုပြစ်သူ drone ကိုပြစ်ချကို drone သူပြစ်ချအခြေအနေပဲရှိပါသေးတယ်အေးအေးအနေနဲ့လည်းညောင်ကျိုးကို ထိမ့်သိမ့်ထားတယ်ဆိုတာပြောတာပါညောင်ကျိုးနဲ့ပတ်ချလဲမှာပဲသူတို့နေရတာပါအဲ့တော့ညောင်ကျိုးကိုတော့မရသေးဘူးဒါပေမဲ့တော့စစ်တပ်ကတော့ဒီတကြောလုံးမှာအကင်းကိုအပြည့်ယူထားတယ်เนาะအကောင်ကင်းကိုအပြည့်ယူရတဲ့အတွက်ကြောင့်မို့လို့ဘယ်သူမှရှိတူးလို့မရသေးပါဘူးကဲဟုတ်ပါပြီဒီနေ့အဓိကပြောဆိုချင်တဲ့အကြောင်းရင်းကတော့ကျွန်တော်တို့ ARV တိုင်းပန်တော်ကြီးအခြေအနေကိုကျွန်တော်တို့ဒါကကနနာသိရှိအောင်ပြောပြခဲ့ပြီးသွားပါပြီเนาะအဲနောက်တစ်ခုအနေနဲ့ကတော့ဒီ အေအေကကောင်မလီဒီစစ်တုံးမန်းနေလှုပ်ပေးပါလဲဆိုပြီးတော့ main clay တွေနော်သူတို့ရဲ့မိသားစုဝင်တွေကိုဝင်ညစ်နေတာတွေကာမရာယူကိုစူးစမ်းနေတာတွေမရင်းချင်းကိုစူးစမ်းနေတာတွေအထီကိုရှိတယ်နော်နောက်တစ်ခုကညောင်ကျိုးချင်းတွေကတော့ဒီနေ့အဲသူတို့ရဲ့ကာမကာစီ drone အသေးခံ drone တစ်ခုကိုတမ်လော်ကပစ်ချလိုက်ပါတယ်နော်